ညာကငါဒီတန်လမ်းလျှောက်နေတာတော့လေမှာရှိတဲ့မီးလောင်ကျန်ဆေးရုံဟောင်းကိုမတော်တဆမြင်လိုက်ရတဲ့မျက်စိမတော်တဲ့တံပိုးနဲ့စူးစမ်းခြင်းစိတ်ကငါကိုဆွဲဆောင်လိုက်တယ်သူတို့ပြောတာအတိုင်းဒီနေရာကမကောင်းတဲ့အရာတွေရှိတယ်ဆိုပေမဲ့ငါကယုံကြည်မဲ့သူမျိုးမဟုတ်ဘူးတကားဟောင်းကဖွင့်နေတော့ငါဝင်သွားတယ်ရုတ်တရက်အေးမြတဲ့လေတွေထွက်လာတာကိုငါခံစားလိုက်ရတယ်နယံတွေကဟောင်းပြီးသွေးလိမ့်ထားသလားမသိအောင်ပြနေတယ် ်ပြီးတော့ငါနောက်တခန်းထဲဝင်ပြီးရှာဖွေနေခဲ့တယ်ဝီချဲတစည်းတွေ့ခဲ့တယ်ဘာမှမသိတဲ့အရာကဘာကိုစောင့်ကြည့်နေတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီခန်းထဲမှာပဲသူ့ကိုငါမြင်လိုက်တယ်မျက်စိမရှိတဲ့မျက်နှာအပြုံးတက်ထားတဲ့ဘာပြင်ကငါကိုကြောက်ရွံ့အောင်လုပ်ခဲ့တယ်သူကတေဆုံးခဲ့တဲ့တူနာပြုတ်တူဖြစ်တယ်လို့တဆုံတယောက်ပြောခဲ့ဘူးတာမှတ်မိသွားတယ်။ငါပြေးဖို့ကြိုးစားတယ်ဒါပေမဲ့တကားတိုင်းပြိနေတယ်နောက်ကလှုပ်ရှားမှုတစ်ခုနဲ့ငါရုတ်တရက်ရက်သွားတယ်ငါနားမှာ ရုတ်တရက်အတန်တခုကငါတို့ကိစ္စမပြီးသေးဘူးပြောလာတယ်ငါနောင်တရခဲ့တယ်အစထဲကမဝင်လာခဲ့တင်ဘူးဆိုတာတညတဲ့ထဲမှာငါဒီလိုကြောက်เสียကောင်းတဲ့ဒီဆေးရုံနဲ့ကန်နေဘလို့ထွက်ရမလဲဆိုတာမသိဘူးဒါပေမဲ့ငါနောက်ကျသွားပြီးငါလည်းပြောင်းလဲသွားခဲ့ပြီးသူတို့ကငါ့ကိုထွက်ခွင့်မပြုဘူးငါလို့မြောက်နိုင်တယ်ထင်ရပေမဲ့ငါကအခုသူတို့တွေကတယောက်ဖြစ်သွားခဲ့ပြီး